ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာတီလဝါရှယ်ယာတွေအယောင်းဝယ်ပြန်ဖွင့်ရင်ရှယ်ယာရှင်အစ်စ်တွေထပ်ပြီးဝင်လာနိုင်လို့အယောင်းဝယ်ဈေးကွက်ပိုကောင်းလာမယ်လို့ရှယ်ယာရှင်တွေကမျှော်လင့်နေပါတယ်။ကြော်စီရသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာတီလဝါရှယ်ယာတစုကိုဆယ်စုပြန်ခွဲပေးသွားမှာပါ။ဒီလိုရှယ်ယာတစုကိုဆယ်စုပြန်ခွဲပေးဖို့အတွက်ဒီနေ့ရှယ်ယာပေါက်ဈေးကိုတည်သတ်မှတ်သွားမှာဖြစ်ပြီးနိုဝင်ဘာလ၄ရက်နေ့ထိလည်းတီလဝါရှယ်ယာအယောင်းဝယ်တွေကိုရန်နာထားမှာဖြစ်ပါတယ်။ တီလဝါရှယ်ယာရောင်းဝယ်ဈေးကွက်ပြန်ဖွင့်တီလဝါရှယ်ယာဈေးကလူတိုင်းဝယ်ယူနိုင်တဲ့ဈေးဖြစ်သွားမှာဖြစ်လို့ရှယ်ရှင်အစ်စ်တွေဈေးကွက်ထဲဝင်လာနိုင်တယ်လို့ရှယ်ရှင်တွေကမျှော်လင့်နေတာပါအဲ့ဒါကိုကျွန်တော်တို့အားလုံးစောင့်ကြည့်နေကြတာပေါ့နော်ကျွန်တော်အမြင်ကတော့ဟိုငိုကုမ္ပဏီ၃လုံးဖွင့်တဲ့အခြေအနေရောက်လူတစ်တွေဝင်လာမလားလူဟောင်းတွေကတော့ခုနပြောဝယ်ထားတဲ့လူတွေကတော့၄၄၂၃ဝယ်တဲ့လူကရောင်းရင်မြတ်နေပြီသူတို့ရောင်းကြမှာပဲ နော်ခုနဟို48ဝယ်တဲ့လူကလည်းသူကခုနကျွန်တော်ပြောတဲ့ဈာစီပေါ့53 53ပစ်သွား55 56သူရောင်းကြမှာပဲ63လောက်ထိကျတော့ဖြစ်လာမယ်မထင်ဘူးပေါ့နော်အဲ့ပါလူတစ်တွေဝင်လာတော့လှုပ်လှုပ်ရှားရှားလေးဖြစ်သွားပြီးတော့ဈေးတရက်နဲ့မှဈေးလေးတက်ပြီးတော့ဟိုးအရင်လိုပေါ့နောက်ပိုင်းမှဈေးလေးပြန်အေးသွားပြန်အေးသွားလည်းဒီကောင်အများကြီးအောက်ကိုကျဖို့တော့မရှိဘူးသူကခန်းခိုင်မှမှဈေးကွက်ကြီးတစ်ခုဖြစ်တဲ့အတွက်သူကတော့အေး9000ဝန်းကျင်လေးပါတော့တန်းသွားမယ်လို့မြင်တာပေါ့နော် တီလဝါရှယ်ယာဇူကိုဆယ်စုပြန်ခွဲပြီးရင်တော့ရောင်းဝယ်ဈေးကွက်ပါတိတိတသာမြင့်တက်လာမှာဖြစ်ပါတယ်လူတိုင်းဝင်နိုင်ဆိုတော့လူများစုကဝင်နိုင်တယ်ဝင်နိုင်လို့ဝင်လို့အားနေတယ်ဟိုကနေဒီကနေလည်းများလာများလာတဲ့အချိန်မှာဝင်လို့အားကိုတက်လာတယ်တက်လာတယ်ဈေးကလည်းတရာတက်တိုင်းသူကတရာတရာစီပဲလီမီနဲ့လာတက်တယ်တိတ်လို့တဖြည်းဖြည်းတက်လာတယ်လို့ပြောစို့ဒီကျွန်တော်တို့ဒီပြန်ဖွင့်နေနေပါဘာ၂၈ရက်နဲ့ပြိမ့်မယ်၄ရက်နဲ့ပြန်ဟောအဲ့ဆိုရှင်တို့ ဆူရှီယာကဒီတိုင်းဝင်နိုင်တဲ့အတိုင်းတာဖြစ်တယ်အော်တိုဘလာ28ရက်နေ့မှာတော့တီလဝရှယ်ယာတစုကိုငွေကျပ်9300 FM ရှယ်ယာတစုကိုငွေကျပ်18000နဲ့မြန်မာနိုင်ငံသမားပန်ရှယ်ယာဈေးကတော့ငွေကျပ်9400ပေါက်ဈေးရှိနေပါတယ်။အရောင်းဝယ်ဈေးကွက်ထက်မှာတော့တီလဝရှယ်ယာတွေပဲရောင်းဝယ်ကောင်းမွန်နေတာဖြစ်ပါတယ်။ကျွန်တော်ကတော့ကြော်စီရပါ။ရန်ကုန်မြို့အများပိုင်းရင်လိုင်းတွေအတွက်ဘတ်စကားမှတ်တိုင်တည်ဆောက်မှုတင်တာခေါ်တာတွေကိုနိုဝင်ဘာလမှာခေါ်ယူဖို့စီစဉ်ထားပါတယ်။ဒီသတင်းကိုတော့စိုးမိုးအောင်ကပေးပို့ထားပါတယ်ခင်ဗျာ။ ရန်ကုန်ဘတ်စကားများပိုင်ကုမ္ပဏီကနေ BRT ဘတ်စကားတွေအတွက်ဘတ်စကားမှတ်တိုင်တွေကိုနိုင်ငံတကာစံနှုန်းနဲ့အညီတင်တာခေါ်ယူမှုတွေစတင်လှုပ်ဆောင်နေပါတယ်အဲ့ဒီတော့တင်တာခေါ်ယူရမှာရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီး60မှာဘတ်စကားမှတ်တိုင်ပေါင်း250ကိုပထမဆုံးတင်တာချပေးမှာဖြစ်ပါတယ်ဒီနောက်လာတဲ့မှာတော့တင်ကြပေါင်းခေါ်ဖို့ရှိတယ်နော်ဒါကတော့ဟိုကျွန်တော်ကတော့ဘတ်စတော်တွေပေါ့နော်ဘတ်စတော်တွေကကျွန်တော်တို့ကဘာဘာဒီမှန်းလဲဆိုရင်ပေါ့နော်နိုင်ငံတကာလို့ပေါ့ဒီဘတ်စတော်ဆိုတာခင့်မိပြီးတော့ပေါ့နော်ဒီ information တွေပေးနိုင်တဲ့ bus stop ပေါ့တကယ်ကို highly developed ဖြစ်တယ်ပေါ့နော်ပြောချင်တာဒီ bus stop ကိုလာတာ ਨੇ เนาะဒီကားဝင်ထွက်တယ်မဟုတ်တော့ဘူးပေါ့နော်ကားနဲ့ပတ်သက်တဲ့လူရဲ့အတိုင်းတွေမဟုတ်တော့ဘဲ ਨੇ ဒီ ဒီအနိဒာပါဝင်ခြင်းမှာရနိုင်တဲ့เนาะဒီရန်ကုန်မြို့ရဲ့ information တွေအားလုံးကလည်းဒီ bus route မှာရနိုင်တဲ့ဟာမျိုးတွေဖြစ်လာမှာပေါ့เนาะဒါလည်းအဲ့လိုမျိုးကိုဆရာတို့ကြည့်ရတာကြည့်ရတဲ့အခါမှာဒီ corner တင်တာကလည်းဒါတော့ international တင်တာပေါ့เนาะပြည်တွင်းလုပ်ငန်းရှင်တွေမျိုးနိုင်ငံတကာလည်းဝင်လို့ရအောင်ဆိုတာလက်ရှိမှာမထသာရင်တိုင်းတွေဟာပိုင်ရှင်တဦးစီကနေကိုရောက်ကိုယူစနစ်ပြည့်စွဲနေတာကြောင့်ခီးသွားပြည်သူတွေအတွက်ဘေကင်းလုံခြုံမှုတသက်ထောင်ချင်းမှုမရှိခြင်းတွေဖြင့် gas ပြရာတွေရဲ့ပြုမှုဆက်ဆံမှုတွေကြောင့် ခရီးသည်တွေအတွက်စိတ်နှောင့်ယှက်များစွာဖြစ်ရတယ်လို့ဆိုပါတယ်မှတ်နိုင်ကျဲတာကတော့အရင်ဆုံးကဆိုရင်တော်တော်ကျဲတယ်ကျဲတဲ့အတွက်အရန်ဟိုဘလို့မဲဟိုမြန်တယ်ပေါ့မှတ်နိုင်ကျဲတဲ့အတွက်တမန်တိုင်းတမန်တိုင်းအကျဲကြီးဖြစ်တဲ့အတွက်မြန်တယ်ခုနောက်ပိုင်းမှတ်နိုင်ထပ်တိုးရတယ်တိုးရတယ်မှတ်နိုင်ကလည်းမနှဲပါဘူးဟိုရန်နဲ့ဆိုင်အများကြီးစိတ်တယ်အဲ့တော့စိတ်တဲ့အတွက်နည်းနည်းအချိန်ကျင့်ကြမှုတွေရှိတယ်။အဲ့ဒါမှမဟုတ်အဲ့လိုမျိုးတို့လာတဲ့ခီးသွားတွေအတွက်ပိုအဆင်ပြေတာရှိတယ်။သူခီးတဲ့တွေနဲ့တော့ခဲခဲနဲ့နဲ့ရှိတာပေါ့။သူ ခါမှမစည်းဘူးတဲ့ခီးတဲ့ရှိရဲ့ချုပ်ခီးတဲ့ကလည်းစီကမ်းရှိတဲ့ခီးတဲ့နဲ့လည်းတွေ့ရတယ်နောက်မှတ်တိုင်တွေပဲရဲတဲ့ခါမှလည်းကိုယ်မှတ်တိုင်မှာသူများကားတွေဝင်ရထားတဲ့နေရာတွေအဲ့ဒါတွေအခက်အခဲရှိရဲ့ပြက်တဲ့ကားတွေဆိုရင်ကျွန်တော်တို့ကားမှတ်တိုင်တွေမှာတော့ဝင်ရပြီးတော့ပြင်နေတာများတယ် လက်ရှိပြည်ဆွဲနေတဲ့ BRD ရင်လိုင်းတွေမှာရင်မောင်းတအူးသာထားရှိပြီးတအူးကိုငွေကျပ်300နဲ့ပြည်ဆွဲနေတာပါ BRD ရင်လိုင်းတွေကိုရင်ကျော်ရှင်းနဲ့ရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးတွေမှာပြည်ဆွဲနေပြီးစီရင်နိုင်ငံကလည်း BRD ပြည်ဆွဲရမှာလိုအပ်တဲ့အကူအညီတွေကိုပေးဖို့လာရောက်ညှိနှိုင်းမှုတွေရှိနေပါတယ်ရန်ကုန်မြို့မှာလက်ရှိပြည်ဆွဲနေတဲ့မထသားကိုဖျက်သိမ်းဖို့တည်င်းတွေထွက်ပေါ်နေပါတယ် PRD ကားတွေကိုအများပိုင်းကုမ္ပဏီ၈ခုကနေမောင်းနှင်ပြေးဆွဲมาဖြစ်ပြီးဘန်နူလာကုမ္ပဏီကလည်းလို့အစိုးရကနေရှယ်ယာအများဆုံးထည့်ဝင်มาဖြစ်ပါတယ်ကျွန်တော်ဆိုမှုပါမှာ ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာတီလဝအများပိုင်းကုမ္ပဏီကရှယ်ယာရောင်းချတာတွေကိုနိုဝင်ဘာလ3ရက်နေ့အထိရပ်နားထားမှာပဲဖြစ်ပါတယ်။တီလဝအများပိုင်းကုမ္ပဏီကနိုဝင်ဘာလ4ရက်နေ့ရှယ်ယာရောင်းဝယ်ပြန်လည်ပြုလုပ်ရင်လည်းလက်ရှိရှယ်ယာတစုကိုစည်စုခွဲပြီးရောင်းဝယ်လုပ်သွားမှာပါ။ဒါနဲ့ပတ်သက်ပြီးသတင်းတော်ရောက်ယူနေတဲ့ DBB သတင်းတော်ကြော်စရာကိုဆက်သွယ်ပြန်ပြန်ကြည့်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ကိုကျော်စရာကြီးတီလဝအများပိုင်းကုမ္ပဏီကဒီနေ့ share အရောင်းဝယ်လုပ်ပြီးရေနားတော့မယ်ဆိုတော့ဘာကြောင့်ဒီလိုနားရတာလဲဆိုတာကိုရှင်းပြပေးပါခင်ဗျ။အော်ဟုတ်ကဲ့ခင်ဗျာဒီတီလဝအများပိုင်းကုမ္ပဏီကဒီနေ့ပေါက်တယ်ဈေးကိုဒီနေ့ဈေးပေါ့နော်အရောင်းဝယ်လုပ်ပိုင်းဈေးကွက်ထဲမှာပြီးရင်တို့ share အရောင်းဝယ်ကိုနားမယ်။၃ရက်နေ့ထိနားမယ်၄ရက်နေ့မှပြန်ပြီးအရောင်းဝယ်လုပ်မယ်။၄ရက်နေ့ပြန်ပြီးအရောင်းဝယ်လုပ်ရင်လည်းလက်ရှိပေါက်ဈေးကိုဆယ်စုခွဲပြီးမှတို့ပေါ့နော်အရောင်းဝယ်လုပ်မယ်ပေါ့နော်။ဒီလက်ရှိပေါက်ဈေးဒီနေ့ဆိုရင် 9300ပေါက်တယ်အဲ့ဒီ9300ကိုဆယ်စုကွက်ရင်9300နဲ့ဒီဈေးကွက်ထဲကိုအယောင်းဝယ်လုပ်မယ်အဲ့ဒီပုံစံနဲ့လုပ်မယ်ဒီ3ရက်နှစ်ထိတော့တို့အယောင်းဝယ်နားရမယ်ဒီဈေးကွက်ထဲမှာဟို FMI နဲ့မြန်မာနိုင်ငံသားများပန်ရှယ်ယာနှစ်ခုပဲအယောင်းဝယ်ရှိနေမှာဟုတ်ကဲ့လာမယ့်ရက်တွေမှာရှယ်ယာကုမ္ပဏီနှစ်ခုကပဲအယောင်းဝယ်လုပ်မယ်ဆိုတော့ဈေးကွက်အခြေအနေရောဘယ်လိုဖြစ်သွားနိုင်တဲ့အခြေအနေရှိလဲခင်ဗျာအော်ဟုတ်ကဲ့ခင်ဗျာဒီ3ရက်နှစ်ထိပေါ့နော် ဒီ share ရောင်းဝယ်ကိုကုမ္ပဏီတစ်ခုလည်းလုပ်ရမယ် FM နဲ့မြန်မာနိုင်ငံသားများပြန် share တစ်ခုပဲလုပ်ရမယ်အဲ့အတွက်ဈေးကွက်ထဲမှာတော့ရောင်းဝယ်နဲ့အေးဝမယ်ပေါ့နော်လက်ရှိဒီဈေးကွက်က stock share ရောင်းဝယ်ဈေးကွက်ကနဲ့လှုပ်ခတ်နေတယ်ရောင်းဝယ်ကောင်းနေတယ်ဆိုတော့လည်းဒီတီလောကကုမ္ပဏီက share ပေါ့နော်ဒီဆယ်စုခွဲမယ်အဲ့အတွက်ကိုနည်းနည်းရောင်းဝယ်တွေများနေလို့ဈေးကတက်နေတယ်ပြီးတော့ရောင်းဝယ်ဖြစ်ပေါ်လာလည်းများနေတယ်ဒီနှစ်ခုလည်းဆိုရင်တော့ ဒါစိကကလည်းအေးဝမယ်ရှေ့ရှင်တွေကလည်းစောင့်ကြည့်မယ်ပြန်ပြီးတော့ဗောနော်ဒီစောင့်ကြည့်ရဲ့အနေထားပဲရှိမယ်အရင်ကတော့အခုလောက်တော့ရောင်းဝယ်မဖြစ်တော့ဘူးလို့ရှေ့ရှင်တွေကသုံးသပ်ကြတယ်ခင်ဗျနောက်တစ်ခုကဒီလက်ရှိရှယ်ယာရောင်းဝယ်ဈေးကွက်ခြေနေရောအခုအချိန်မှာဘယ်လိုပုံစံမျိုးရှိလဲခင်ဗျအော်ဟုတ်ကဲ့ခင်ဗျအခုဈေးရန်ကုန်စတရှယ်ယာဈေးကွက်ထဲမှာတော့လက်ရှိရှယ်ယာရောင်းဝယ်ဈေးကွက်ကအာဒီတီလိုဝါတီလိုဝါအများပိုင်းကုမ္ပဏီရဲ့ရှယ်ယာတွေရောဝယ်ယူသူတွေများနေတယ် များနေတယ်ဆိုတာဒီဆဲစုခွဲမဲ့ဇင်းတို့ပြောင်းလဲတွေဖြစ်မဲ့ဆိုပြီးတော့ဗောနော်သူတို့တွေကရှယ်ရှင်အများစုကလိုဝဲယူနေကြတယ်ရှယ်ရှင်တွေခံမှန်းတာကတော့၄ရက်နေအရောင်းဝယ်ပြန်ဖွင့်ရင်လဲဒီ9000 300နဲ့ပြန်ဖွင့်ရင်လဲဒီဈေးရဗောနော်ဒီလူတိုင်းဝယ်ယူနိုင်တဲ့ဈေးဖြစ်သွားတဲ့အတွက်ဝယ်ယူသူတွေများဒီနေ့တက်မယ်လို့တော့ share ရှင်းနဲ့ခံမှန်းနေကြရတယ်ခင်ဗျ။ဟုတ်ကဲ့အခုလက်ရှိဒီဈေးကွက်ထဲမှာ FMI နဲ့မြန်မာနိုင်ငံသမားဘဏ်ရဲ့ share ရောင်းဝယ်ဈေးကွက်ကတော့ A နေတယ် ဟုတ်ကဲ့တီလဝရှယ်ယာတွေပြန်ရောင်းတဲ့အချိန်မှာဆိုလို့ရှိရင်ရောဈေးကွက်အခြေအနေကဘယ်လိုဖြစ်လာနိုင်လဲပေါ့နော်ဒါလှုပ်ခတ်လာနိုင်တဲ့အခြေအနေရှိလားဒီအခုလိုမျိုးပဲဖြစ်နေမလားပေါ့အဲ့ဒါကိုလည်းနည်းနည်းလောက်သုံးသပ်ပေးပါဦးခင်ဗျာအော်ဟုတ်ကဲ့ခင်ဗျာဒီပေါ့နော်အဲ့ဒါကတော့ရှယ်ရှင်တွေရဲ့သဘောထားနှစ်မျိုးလောက်ဖြစ်နေတယ်ခင်ဗျာတချို့ရှယ်ရှင်တွေကလည်းတီလဝရှယ်ယာတွေကိုဆယ်စုခွဲပြီး၄ရက်နေနောက်နိုဝင်ဘာလ၄ရက်နေ့ပြန်ရောင်းတယ်ဆိုရင် ဒီရောင်းဝယ်ဈေးကကောင်းလာမယ်ဈေးတက်မယ်လို့ခံမှန်းနေကြတဲ့ရှယ်ယာရှင်တွေလည်းရှိရတချို့ရှယ်ယာရှင်တွေကတော့ဒါဒီဈေးဘောကပေါ့နော်ဒီတိုင်းပဲသွားမယ်ဒီတရက်နှစ်ရက်လောက်တော့ရောင်းဝယ်ကောင်းနိုင်တယ်နောက်ဈေးလေးနည်းနည်းတက်နိုင်တယ်ပြီးွားရင်တော့ဒီရောင်းဝယ်ဈေးကလည်းပြန်ကျသွားမယ်ဒီဈေးလည်းပြန်ကျသွားမယ်လို့ခံမှန်းနေတဲ့ရှယ်ယာရှင်တွေလည်းရှိရတယ်သဘောထားကတော့နှမျိုးကွဲနေတာလည်းရှိချိန်မှာဟုတ်ကဲ့ပါကိုကျော်စရာကြီးခုလိုမျိုးပြည့်စုံဖြစ်ကြပြီတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ရန်ကုန် store share ဈေးကွက်ထဲမှာတီလဝပိုင်းအများပိုင်းကုမ္ပဏီကရှယ်ယာရောင်းချတာတွေကိုနိုဝင်ဘာလ3ရက်နေ့ထိရန်နာထားမှနဲ့ပတ်သက်ပြီး တရင်သွားရောက်ယူနေတဲ့ DBB တရင်တော့ကိုကျော်စရာကိုဆက်သွယ်မြန်မြန်ကြည့်ကြတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လည်းကြန့်ရှိနေသေးတဲ့သတင်းတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်နိုင်ငံပေါင်း၁၈နိုင်ငံကမော်ဒယ်နဲ့ဤပညာမြင့်မားတဲ့ဘတ်စကာကုန်တင်ကားတွေနဲ့ပတ်သက်တဲ့ရင်းပိုးပစ္စည်းနဲ့ဆိုင်ရာနိုင်ငံတကာကုန်စည်ပြပွဲကိုရန်ကုန်မှာပြုလုပ်နေပါတယ် ရန်ကုန်မြို့ရှင်စောဘူးလန်းက MEP ခန်းမမှာဘတ်စကာကုံကားပါဝင်ကားပစ္စည်းအစိတ်ပိုင်းပြပွဲမှာနောက်ဆုံးမော်နီးပညာတွေကိုအော်တိုဘာ28ကနေ30ရက်နေ့ထိပြသရောင်းချနေပါတယ်။ရန်ကုန်မြို့မှာမြို့ရင်းသုံးဘတ်စကာရင်လိုင်းတွေကိုအများပိုင်းရင်လိုင်းဖြစ်ပြောင်းလဲပြီးဆွဲဖို့စီစဉ်နေခြင်းဖြစ်တာကြောင့်လုပ်ငန်းရှင်တွေကမော်ဒယ်နဲ့နီးပညာမြင့်မားတဲ့ဘတ်စကာတွေနဲ့ကုန်တင်ကားတွေကိုစိတ်ဝင်စားမှုရှိနေပါတယ်။အဲဒါတော့ကျွန်တော်တို့မြင်တာတော့လက်ရှိမှာတော့တချို့ Hino တို့နော် VNN ကားတွေကိုတင်ပြတာတွေ့ရပါတော့ သူတို့အနေနဲ့ quality ကတော့ကောင်းပါတယ်သူတို့လည်းဈေးကတော့နည်းနည်းလေးများနေအောင်တော့လည်းရှိနေတာရန်ကုန်မြို့ရင်းပြည်ဆွဲတဲ့ဘတ်စကားလိုင်းတွေကိုမြားပိုင်စနစ်ပြောင်းလဲရမှာဘတ်စကားအတက်တွေနဲ့ပြည်ဆွဲဖို့ရန်ကုန်တိုင်းဒေသကြီးစိုးရွားဘက်ကစီစဉ်နေတာကြောင့်မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ဘတ်စကားတွေကိုတင်သွင်းဖို့ရှိတယ်လို့လုပ်ငန်းရှင်တူကပြောပါတယ်။အဲရန်ကုန်နဲ့တင်တော်မဲ့ model 2မျိုးလောက်ဘတ်စကား city bus 2မျိုးလောက်ကျွန်တော်တို့တင်သွင်းဖို့စီစဉ်နေပါပြီ။အဲဒီရန်ကုန်ရန်ကုန်ဘတ်စကားလိုင်းမှာလည်းကျွန်တော်တို့ အဲကျွန်တော်တို့အနေနဲ့ပေါ့နော်မြန်မာမော်တော်ကော်ပိုရေးရှင်းပပ်ဘလစ်ကုမ္ပဏီလီမိတက်အနေနဲ့ကားလိုင်းလှုပ်ဖို့စီစဉ်စာမျက်နှာဖြစ်ပါလေကြာ City Bus ကတော့ကျွန်တော်တို့ဈေးနှုန်းအနေနဲ့ကျွန်တော်မထုတ်ပြန်သေးပါဘူး။ဘာလို့ဆိုတော့ကျွန်တော်တို့တင်ဆက်ထားတဲ့ model နှစ်မျိုးအာဟို complete launch မလုပ်ရသေးလို့ပါကျွန်တော် launch launch မှာကျွန်တော်တို့ထုတ်ပြန်ပြမယ်။လက်ရှိအချိန်မှာဂျပန်နိုင်ငံကတပည့်ရစ်ကားတွေကိုပဲပြည်တွင်းမှာအသုံးပြုနေရာကြောင့်တဘာဝပတ်ဝန်းကျင်နဲ့လေလူညင်ညမ်းမှုတွေဖြစ်ပေါ်နေတယ်လို့ engineer တို့ကပြောပါတယ်ဆိုတော့ carbon dioxide ကိုကိုတို့က AD blue ဆိုတဲ့ catalyst နဲ့ကိုတို့ကလုခောင်းလဲခံပေးတဲ့အခါကျတော့သူက ။ဟောကောင်းဆိုင်အဆက်ထွက်တာနေတော့အောင်ပေါ့နော်။ကဘာကြီးပူနေမှုတော့တက်တာလာအောင်လည်းစူးစမ်းတဲ့ခါကျတော့ဒီလိုဟာမျိုးကိုဘလို့တွင်းထားပါလဲ။ဒီလိုဖိုးပေါ့နော်။ရန်ကုန်မြို့မှာရှိတဲ့ဘတ်စကားလိုင်းတွေကိုစုစည်းပြီးလိုင်းပေါင်း90လောက်နဲ့မြားပိုင်ကုမ္ပဏီတွေကပြေးဆွဲမှာပါ။ဒါကြောင့်တက်တန်းအနည်း20ကျော်တဲ့ကားတွေကိုတင်စီပြီး2016မော်ဒယ်အနည်းဆုံးရှိတဲ့ဘတ်စကားအစ်စ်တွေကိုတင်သွင်းပြေးဆွဲမယ်လို့သတ်မှတ်ထားပါတယ်။ကျွန်တော်ကတော့ပြည်ဖြူကြော်ပါ။